အားလုံးပဲမင်္ဂလာပါဆရာကောင်းမဖြစ်ပါတဲ့ဒီကနေ့သင်ကြားပေးမယ့်သင်ခန်းစာလေးအကြတော့ chapter 5 permutation and combination သင်ခန်းစာမှာမှာ5.2 permutation အကြောင်းကိုသင်ကြားပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့စပြီးကြည့်ကြရအောင် ဒီသင်ခန်းစာကိုသင်ကြားတဲ့အခါမှာဆရာရှိမဲ့ learning outcome တွေဆိုရင်တော့ permutation ရဲ့ definition ကိုသိရှိနိုင်ရတော့မှာဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ an arrangement of the object in the specific order တိတိကျကျသတ်မှတ်ထားတဲ့ကိန်းစင်တွေကိုဘယ်လိုမျိုးစီစဉ်ထားရဲဆိုတာကိုသိရှိသွားမှာပဲဖြစ်ပါတယ်။အဓိကတော့ဒီအချက်နှစ်ချက်ကိုနားလည်သွားမှာဖြစ်ပါတယ်။အဲ့တော့ဆက်ပြီးတော့မှကြည့်ကြရအောင်။ အဲဆိုရင်5.2 permutation ဖြစ်ပါတယ်ဒီမှာပေးထားတဲ့ပထမဆုံးတစ်ကြောင်းအားဆိုရင် permutation ရဲ့အသေးပေဖွင့်ဆိုချက်ပဲဖြစ်ပါတယ်သူပြောတာကကြတော့ a permutation permutation ဆိုတာက is ဖြစ်ပါတယ် an arrangement of the object ဒီကိန်းလုံးလေးတွေကို နေရာချထားတာပဲဖြစ်ပါတယ်ဘာမှလဲဆိုရင် in a specific order တိကျကျသတ်မှတ်ထားတဲ့ကိန်းလုံးအသွေးအသီးတွေကိုနေရာချထားခြင်းပဲဖြစ်ပါတယ်။ဒါပါမီတေးရှင်းရဲ့အသေးပဲဆိုလိုရင်းတော့ကြည့်မယ်ဆိုရင်ဒီဥပမာလေးကိုကြည့်မယ်ဆိုရင်တော့ NPR မှာဆိုရင်သူကကိန်းလုံး N ကစမယ်နောက်ဆုံး R မှာဆုံးမယ်။အဲ့တော့ကိန်းလုံးကိုတစ်လုံးချင်းချခါမှာဆိုရင် N NPY N ကနေမှတစ်ခုလျှော့သွားမယ်။ဒါကြောင့်မလို့ N 1 n -1 နဲ့မှာတစ်ခုထည့်လျှောက်မယ်ဆိုရင် -1 လောက်တဲ့ခါမှာဆိုရင် -1 နဲ့ -1 တဲ့ခါမှာဆိုရင် n -2 ဆိုပြီးဖြစ်သွားမယ်။အဲ့လိုပဲနဲ့တလုံးလိုက်မယ်ဆိုရင် n -3 ဘာလို့ဆိုရင် n -2 ကနေမှာ -1 လေးလောက်တဲ့ခါမှာဆိုရင် -3 ဆိုပြီးဖြစ်သွားမှာ။ဒါကြောင့်မို့လို့ n -3 ဆိုပြီးတော့ကိန်းလုံးစင်တွေစင်သွားတဲ့ဟာကို permutation လို့ခေါ်တာပဲဖြစ်ပါတယ်တဲ့။အဲ့ဒါဆိုရင်ဒီမှာဆိုရင် if there are an object an object and ကိန်းလုံးလေးတွေဟာဆိုရင် then a permutation of any such a object အဲ a object ရဲ့ permutation ကိန်းလုံးတွဲအဆင့်လေးတွေဖြစ်ခဲ့မယ်ဆိုရင် where are less than or equal and အာကဆိုရင် and ရဲ့အောက်ကိုညီညီမဲ့မညီငယ်မှာဖြစ်ပါတယ်တဲ့အထက်ကိုတော့ကြီးမှာမဟုတ်ပါဘူး is such to be a permutation of an object taken are at a time ဒီအချိန်ကာလတစ်ခုမှာဆိုရင်တော့ သူကဒီကိန်းလုံးပါမီတေးရှင်းဟာဆိုရင် n အရသွားမှာဖြစ်တယ်။ဥပမာ n နေရာမှာ1သွားမယ်။1သွားမယ်ဆိုရင် n np1 ဆိုတဲ့ပုံစံမျိုးနဲ့သွားမှာ။အဲကိန်းလုံးတစ်လုံးပဲရှိမယ်။ဒီလို r နေရာမှာ3ဖြစ်ခဲ့မယ်ဆိုရင် np3 ဆိုပြီးသွားမယ်။အဲ3ဆိုရင်ကိန်းလုံးတစ်လုံးပါအကြောင်းမလို့ n into n minus 1 into n minus 2ကိန်းလုံးသုံးလုံးသွားရမှာဖြစ်တယ်အဲ့ဒါကကြတော့ permutation ရဲ့အသေးပဲဖွင့်ဆိုချက်ပဲဖြစ်ပါတယ်တဲ့ဒါကြောင့်မို့လို့ the numbers of permutation of m n ရဲ့ permutation ဟာဆိုရင် distinct ကွဲပြားပါတယ် object taken are အာရကိုကွဲပြားပါတယ် at the time ဒီကာလမှာဆိုရင်တော့ तू อ่ะအာရကွဲပြားသွားတာဖြစ်ပါတယ်တဲ့ is usually the no by အဲ့ဒါကိုအသေးပဲသတ်မှတ်ထားဆိုရင်တော့ဘယ်လိုသတ်မှတ်လို့ရလဲဆိုရင် npr ဆိုပြီးမှသတ်မှတ်လို့ရတာဖြစ်တယ်ဟုတ်ပြီအဲ့ဆိုရင်ဒီ npr ကိုအသုံးပြုပြီးတော့မှသူ့ equation နေပေါ်လာတာကြတော့ if n and r are positive integer n နဲ့ r က positive integer ဖြစ်ခဲ့မယ်ဆိုရင် we are less than or equal n အန်ရဲ့အောက်ကိုငယ်ငယ်မငယ်ညီခဲ့မယ်ဆိုရင်နောက်ပြည့်ပုံတင်နည်းတွေက NPR equal to n into n minus 1 into n minus 2 into dot 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 into n minus r minus 1ထိသွားပြရမှာဖြစ်တယ်။အဲဘာကြောင့်လဲဆိုရင်ဒီမှာ RNPR r မှာဆုံးသတ်ထားကြမလို့ r minus 1ထိသွားပြရမှာဖြစ်တယ်။အခုပြောရတဲ့ n ကနေစပြီးတော့မှ n minus r minus 1လေးကဆိုရင်ဘာဘာရဲ့ factor လဲဆိုရင် r ရဲ့ factor လေးပဲဖြစ်ပါတယ်။ r ရဲ့စာခွဲကိန်းလေးဖြစ်ပါတယ်တဲ့။ အဲ့ဒါကြတော့ MPR ရဲ့အသေးပဲဖြစ်ဆိုချက်အဲ့မှာတခုသတ်မှတ်ထားရမှာဘာလဲဆိုရင်တော့ we define ငါတို့ကသတ်မှတ်ထားရမယ် NP0 MP0 လို့မြင်ပြီးအောက်ကအပေါ်ကကိန်းလုံး N ကစမယ်0မှဆုံးလို့မြင်တယ်အဲ့လိုမျိုးဆိုဘာလို့သတ်မှတ်ဖြစ်လဲ1လို့သတ်မှတ်ကမြင်အရင်တော့ကပါဝါသင်ငန်းစာသင်ခဲ့တယ်လို့ပြောပေါ့ x power 0 x power 0ဆိုရင်1လို့မြင်ခဲ့တယ်လို့ပဲဒီမှာ np 0 np 0လို့မြင်1လို့သတ်မှတ်ပါမယ်ပမာလဲဆိုရင် for non negative integer n non negative integer n မှာဆိုရင်တော့ np 0ရဲ့တန်ဖိုးက1လေးလို့သတ်မှတ်ပေးထားရမှာဖြစ်တယ်ဒါကအရှိကပါဝါသင်ခန်းစာတွေမှာလည်းပြောခဲ့ပြီးသားပဲ web wire စသင်ခန်းစာလေးကအကြောင်းအရာလေးကအဲ့တော့ဆက်ကြည့်ရအောင်အဲ့တော့ if n and r are positive integer with r less than or equal to n ဲ့တော့ n နဲ့ r နဲ့ကဆိုရင် positive integer ဖြစ်ခဲ့မယ်ဆိုရင်သူ့ရဲ့ပုံသင်နည်းလေးစွမ်းတော်ကဟာဒီကိုပြည်ရင်သုံးမယ် npr equal to n into n minus 1 into n minus 2 into dot 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 into n minus r minus 1ဆိုရဲဒီပုံတင်နည်းလေးဒါအရှိကပုံတင်နည်းလေးကိုခေါ်သုံးထားတာဖြစ်တယ်အဲ့ဒီမှာမှာ n minus r factorial လေးကိုခေါ်သုံးမယ်အဲ့တော့ဒီမှာအပေါ်မှာ n minus r factorial လေးနဲ့အောက်မှာ n minus r factorial လေး ိန်းကအပေါ်မှာအပိုင်းကြီးတစ်ခုမှဆိုရင်ပိုင်းဥရောမြောက်တဲ့ဂိန်းနဲ့ပိုင်းကြီးမှာမြောက်တဲ့ဂိန်းတူရယ်ဆိုရင်ဆရာတော်ခေါ်ထည့်လို့ရရယ်ဆိုတော့သိထားတယ်အချိန်တန်ရရင် m minus r factorial နဲ့ m minus r factorial ကခြေသွားမှာဖြစ်တယ်ဒါကြောင့်မို့လို့ n ကစားတဲ့ m minus r factorial မှာစုံးနေဆိုရင် သူက b factorial ရယ်ဆိုရင် n factorial ဖြစ်တယ်ဒီမှာကျတော့ n minus r factorial ဖြစ်တယ်ဒါကြောင့်မို့ generally ရေဘူးကအဖြစ် for integer n and r n and r ဆိုရင် with ဂျားထဲမှာရှိမယ် အာတန်မိုလီက0နဲ့ less than or equal အဲ0ထက်ကြီးရင်ကြီးမယ်မကြီးရင်ညီနေမယ်ဒါမှမဟုတ်ရင်အအောက်ကိုငယ်ငယ်မယ်မငယ်ညီနေမယ်အဲ့လိုမျိုးအခြေအနေမျိုးမှာဆိုရင် NPR ကိုဘယ်လိုအသုံးပြုရလဲဆိုရင် NPR equal to n factorial by n minus r factorial ဆိုပြီးတော့မှအသုံးပြုပေးလို့ရတာဖြစ်တယ် အဲ့ဒီမှာဆိုရင်တော့ပြောကွာတဲ့အကြောင်းအရာလိုမျိုးပဲ NP0 က1လို့သတ်မှတ်တယ်လို့ပဲဒီမှာဆိုရင်လည်း NPR ကဘာလို့သတ်မှတ်လို့ရလဲဆိုရင် n factorial လို့သတ်မှတ်လို့ရတယ်ဆိုလိုရင်းတဘွားကြတော့ NP n ဆိုတဲ့ပုံစံမျိုးလေးနဲ့တွားပြရမှာဖြစ်တယ်အဲ့တော့ example လေးကို စာပြီးတော့ကြည့်ရအောင် example မှာဆိုရင် evaluate တတ်ထုတ်ပေးပါတဲ့ 10p5 10p0 10p5 နဲ့ 10p0 တွေကိုပေါင်းခြင်းကိုတတ်ထုတ်ပေးပါလို့ပြောထားတယ်အဲ့တော့စကြည့်ရအောင် ဲ့တော့ tan p 5 plus tan p 0အဲ့တော့ tan ကစမယ်ကိန်းလုံးငါးလုံးသွားမယ်ဆိုတော့ကိန်းလုံးငါးလုံးဆိုတော့30 9 8 60ဒီကိန်းလုံးငါးလုံး tan 9 8 7 6ဆိုတော့ကိန်းလုံးငါးလုံးရှိမယ်သူကကိန်းလုံးကိုအစင်တိုင်းဆိုတော့မြှောက်ထားတာဆိုတော့ tan into 9 into 8 into 7 into 6 plus ဆိုတော့ plus လာမယ် tan p 0 tan p 0ကကြတော့ပါစေ1 အဲဒီကိန်းလုံးလေးကို calculator မှာမျှောက်လိုက်မယ်ဆိုရင်တော့3024ဆိုပြီးရလာမှာဖြစ်တယ်။နောက်မှာ plus 1နဲ့ပါလိုက်ခါမှာဆိုရင်တော့3024 1ဆိုပြီးတော့မှရလာမှာဖြစ်တယ်။ပုံစံလေးကလွယ်ကူပါတယ်။နားလည်မယ်လို့ထင်ပါတယ်။နောက်တစ်ပုဒ်ကိုဆက်ပြီးတော့မှကြည့်ကြရအောင်။အဲ့တော့ examen 9 examen 9မှာဆိုရင်တော့ solve တဲ့ဖြည့်ရှင်းပေးပါတယ် the equation of for n and တော့ကိုမှ equation ကိုဖြည့်ရှင်းပေးပါတယ် a a မှာဆိုရင်တော့ np2 equal to 9n np2 equal to 9n လို့ပေးထားတယ် b b မှာဆိုရင်တော့ np3 equal to 12 np2 ဒီကိန်းငွေနဲ့ပေးထားတယ်သူကဘာကိုရှာခိုင်းလဲဆိုရင် n တန်ဖိုးလေးကိုရှာခိုင်းတယ်အဲ့တော့နံပါတ် a လေးကိုစာကြည့်ရအောင်နံပါတ် a မှာဆိုရင်တော့ np2 equal to 9n လို့ရေးပြရမယ်အဲ့တော့ဒီ permutation မှာဆိုရင်ကိန်းလုံးကအစင်းတွားကြာမလို့ n ကနေစမယ်ကိန်းလုံးနှလုံးသွားမယ်တစ်ခုချင်းရွာမယ်ဆိုရင် n into n minus 1 equal to 9n ဆိုပြီးတော့သတ်မှတ်ပြရမှာဖြစ်တယ်အဲ့တော့ဒီမှာရှိတဲ့ ညာဘက်မှာရှိတဲ့ n လေးနဲ့ဘယ်ဘက်မှာရှိတဲ့ n လေးနှစ်ခုကိုခြေချလိုက်တဲ့အခါမှာဆိုရင် n 1 equal to 9ဆိုပြီးရလာမှာဖြစ်တယ်။ဒီ minus 1နဲ့ညီမညီတစ်ဖက်ကိုသွားတဲ့အခါမှာဆို plus ဖြစ်သွားတော့ n equal to 10ဆိုပြီးတော့မှဖြစ်သွားမှာဖြစ်တယ်။ဒါကြောင့်မို့လို့သူပထမဆုံး equation မှာဆိုရင်တော့ n tan ဘုတ်က tan ဆိုပြီးတော့မှရလာမှာဖြစ်တယ်။အဲနံပါတ် b တွေကိုဆက်ပြီးတော့မှကြည့်ကြရအောင်။နံပါတ် b နံပါတ် b မှာကျတော့ np3 equal to 12 np2 လို့ပြောထားတယ်။ဟုတ်ပြီ။အဲတော့ np3 ပြင်းရင်းမယ်ကိန်းလုံးသုံးလုံးရှိရမယ်ဆိုတော့ and ကနေစမယ်တခုရင်းစီရောရမယ်ကိန်းလုံးသုံးလုံးရှိရဆိုတော့ and into and minus 1 into and minus 2 equal to တွဲကတွဲပဲ and p2 ကကြတော့ and into and minus 1ဆိုပြီးတွားမယ်အဲ့တော့ဒီမှာရှိတဲ့ and လေးရဲ့ဒီမှာရှိတဲ့ and လေးရာခြေွားမယ် and minus 1လေးနဲ့ and minus 1လေးနဲ့ခြေွားတော့ကြံခဲ့မှာကြတော့ and minus 2 equal to တွဲဆိုပြီးတော့မှကြံခဲ့မှာဖြစ်တယ်အဲ့တော့ဒီမှာ minus 2လေးညီမကြီးဖောက်သွားရင် plus 2ဖြစ်သွားတော့ and equal to 14ဆိုပြီးတော့ဖြစ်သွားမှာဖြစ်တယ်အဲ့တော့ဒီ equation မှာဆိုရင်လည်းပဲ anthem mode ကိုရှာပြီးပြီးသွားပြီး14ရွာပြီးနားလည်မယ်လို့ထင်ပါတယ်အဲ့တော့ပုံစံလေးကိုဆက်ပြီးကြည့်ရအောင်အဲ့တော့ example တန်း example တန်းမှာဆိုရင်တော့ in how many way can how many way နီးလမ်းဘလောက်များများကိုသွားထုတ်နိုင်ပါတလဲတဲ့ ခံဖြစ်နိုင်ပါတည်းပေါ့နော် a president president ရဲ့ a treasurer treasurer and a secretary တဲ့ secretary ဆိုရယာဒူးသုံးခုပေါ့နော် president ဆိုရယာဒူးရဲ့ treasurer ဆိုရယာဒူးရဲ့ secretary ဆိုရယာဒူးရဲ့ယာဒူးသုံးခုอ่ะဆိုရင် for a committee ဒီ committee တော့ကိုမှာယာဒူးသုံးခုရွေးချယ်ပေးရမယ်တဲ့ B select ရွေးချယ်ပေးရမယ် from a group of 50 people 15ဦးကနေမှာ ဒီຢာတူတွက်ကိုမှကော်မတီတွက်ကိုຢာတူ၃ခုကိုရွေးချယ်ပေးတဲ့ခါမှဆိုရင်နီလန်းဘလောက်များများရွေးချယ်နိုင်မလဲဆိုတာကိုရှာခိုင်းနေအဲ့တော့စပြီးကြည့်ရအောင်အဲ့တော့ solution solution မှာဆိုရင်တော့ပထမဆုံးရေးမယ်ဆိုရင် to select people for 3 different position from 50 people is အဲ့မှာဆိုရင်တော့ the numbers of way is the permutation of 50 people taken 3 at time အဲ့မှာဆိုရင်တော့လူဆန့်ကြားဝတ်ဒီမှာ၃ရွေးချယ်တဲ့ပုံစံမျိုးရေးတယ် ပါမီတေရှင်းကိုရှာမယ်ဆိုရင်တော့50 P3 ဆိုပြီးရှာပြရမှာဖြစ်တယ်50ရစမယ်ကိန်းလုံးသုံးလုံးသွားပြရမယ်အဲဒါကြောင့်မို့လို့50 into 40 into 30ဆိုပြီးရလာမှာဖြစ်တယ်အဲ့ဒါကိုကယ်ကူလေတာမှာနှိပ်ထုတ်လိုက်မယ်ဆိုရင်တော့2730ဆိုပြီးတော့မှရလာမှာဖြစ်တယ်အာကြတော့ဒီယာရူ၃ခုကိုလူ၅၅ယူတဲ့အခါမှာဆိုရင်ဒီလည်းပဲမယူနိုင်နေဆိုရင်ဒီလောက်ဒီလည်းယူနိုင်ပါတယ်ဆိုတာကိုသိရှိသွားရင်ရပြီအဲ့တော့အဲ့မဲ့11နေ့ကိုစက်ကြည့်ရအောင် XML 11 XML 11မှာဆိုရင်တော့ in how many way နီးလန်းဘလောက်များများကိုတဲ့ခံရရှိနိုင်ပါတယ်တဲ့ all the letter of the word ဒီစကလုံးစကလုံးနဲ့ပါတဲ့ letter လေးဖြစ်တဲ့ pencil ခဲတံပေါ့နော် P E N C I L ဆိုရဲကိန်းကဟိုဒီအင်္ဂလိပ်အခရာတလုံးချင်းစီမှာရှိတဲ့ကိန်းစကလုံးလေးတွေကို be arrange စီစဉ်ထားပါတယ်တဲ့ without repeating ပြန်ပြီးတော့မှမထက်စီဘူးအန်နီလက်တာဘယ်ကိန်းလုံးမှပြန်မထက်ဘဲနဲ့သူကိန်းလုံးလေးတွေကိုဆင်တဲ့ခါမှာဆိုရင်တော့နီးလန်းဘလောက်များများဆင်လို့ရပါတယ်လို့သူကမေးထားတယ်အဲ့တော့စက်ကြည့်ရအောင်အဲ့တော့ solution အဲ့မှာဆိုရင်တော့ the wall pencil contain six different letter ဒီမှာဆိုရင်တော့ဒီလက်တာမှာဆိုရင်တော့ different letter ကွဲပြားခြားနားတဲ့အခရာလေး6ခုပါဝင်တယ်အဲ့ဒါကြောင့်မို့လို့ six different letter are arrayed in six place အဲ့တော့ကွဲပြားခြားနားတဲ့ ခရ6လုံးကိုနေရာ6နေရာမှာသတ်မှတ်ပြရတာဖြစ်တယ်။ဒါကြောင့်မို့လို့ the numbers of way to arrange the letter အဲ့ဒီ letter လေးကိုစီစဉ်တဲ့အခါမှာဆိုရင်တော့သူကခန်းန်း6လုံးကို6နေရာစီစဉ်တာဖြစ်ကြမလို့ 6p6 ဆိုပြီးမှသတ်မှတ်ပြရမှာဖြစ်တယ်။အဲ့တော့အပေါ်မှာရှိတဲ့6ရဲ့အောက်မှာရှိတဲ့6ရဲ့ဈာထဲမှာ p ရဲ့တူသွားပြီဆိုရင်ဘယ်လိုပြင်ရလို့ရလဲဆိုရင် safe factorial လို့ပြင်ရရတယ်။ safe factorial ဆိုရင်6ကနေစမယ်1မှာစုံမယ်။ကိန်းလုံးတစ်လုံးချင်းစီရှော့ရှော့ဝါမယ်။အဲ့ဒါလေးတွေကို မြောက်ပေးရမှာဖြစ်တယ်။ဒါကြောင့်မလို့6 into 5 into 4 into 3 into 2 into 1ဆိုပြီးဖြစ်သွားမယ်။ဘာကြောင့်လဲဆိုရင်6 pieces 6ကနေစမယ်ကိန်းလုံး6လုံးသွားတယ်လို့လည်းသတ်မှတ်လို့ရတယ်လို့6 factorial ရဲ့6ကနေစရတယ်1အထိသွားတယ်ဆိုတဲ့ဟာကိုလည်းသတ်မှတ်ပေးလို့ရတယ်။ဒါလေးကို calculator မှာသတ်ထုတ်လိုက်မယ်ဆိုရင်တော့720ဆိုပြီးတော့မှရလာမှာဖြစ်တယ်။အဲ့တော့နောက်တစ်ပုဒ်ကိုစက်ကြည့်အောင်။ exam အတွဲ exam အတွဲမှာဆိုရင်တော့ there are two bus bus ကနှစ်ခုရှိပါတယ်တဲ့ which have တခုစီမှာဆိုရင်เนาะ5 and 4 vacancy ထိုင်ကုန်လို့၅လုံးနဲ့၄လုံးရှိပါတယ် respectively အတီးတီးရှိကြတယ်အဲ့တော့ဆိုလိုရင်းတပွားဘတ်စကာနဲ့စီမှာဆိုရင်ပထမတစီမှာထိုင်ကုန်၅လုံးလွတ်တယ်ဒုတိယတစီမှာထိုင်ကုန်၄လုံးလွတ်တယ်ဆိုတာကိုသူကပြောပြထားတယ် and ပြီးတော့တဲ့ for people at a bus stop ဒီမှတ်တိုင်မှာဆိုရင်เนาะလူ၄ယောက်ကရှိနေတယ်တဲ့ in how many way နည်းလမ်းဘယ်လောက်များများ can all these people be seen အဲ့မှဆိုရင်ဒီလူတွေအားလုံးကဆိုရင် can be seat ထိုင်ကုန်တယ်မှာထိုင်နိုင်ပါလေ on either of the bat basket နှစ်ခုလုံးမှာအဲထိုင်ကုန်ဘယ်လောက်မှာထိုင်နိုင်မလဲ but not both နှစ်ခုလုံးမှာမထိုင်နိုင်ဘူးလားဆိုတာမေးတာဒါသူကဆိုလိုရင်းတဘွားကြတော့ကားနှစ်စီးလာမယ်လူလေးယောက်စောင့်နေတယ်ပထမတစ်စီးမှာထိုင်ကုန်၅ခုလွတ်နေတယ်ဒုတိယတစ်စီးမှာထိုင်ကုန်၄ခုလွတ်နေတယ်အဲ့တော့လူလေးယောက်ကကြိုက်တဲ့ကားပေါ်တက်မယ်အချိန်မှဆိုရင်သူတို့အားလုံးထိုင်နိုင်မလားမထိုင်နိုင်ဘူးလားဆိုတာကိုသူကနေတဲ့ဘလောက်များများနဲ့တထုတ်ရလဲဆိုတာကိုမေးထားတာဖြစ်တယ် ဒီမှာဆိုရင် the first bus have 5 vacancy ပထမဆုံး bus ကမှာဆိုရင်တော့ထိုင်ကိုယ်လုံး၅လုံးရှိခဲ့တယ်ဆိုရင်တော့ so the numbers of way to be seat there is အဲ့မှာဆိုရင်တော့ဒီထိုင်ကုန်ဒီမှာထိုင်ဖို့အတွက်ရေသွဲရဲ့နီးလန်းဘာရှိလဲဆိုရင်တော့ 5p4 သူကထိုင်ကုန်လူက9ခုရှိတယ်သွားမဲ့လူက4ယောက်ရှိတယ်ဒါကြောင့်မလို့ 5p4 ဆိုပြီးတော့မှသတ်မှတ်ပြရတာဖြစ်တယ် 5p4 ဆိုရင်5ကနေမှစမယ်4 ကိန်းလုံးလေးလုံးသွားမယ်တခုချင်းစီလျှော့သွားမယ်ဒါကြောင့်မို့လို့5 into 4 into 3 into 2ဆိုပြီးသတ်မှတ်ပေးတာဖြစ်တယ်အဲ့ဒီကိန်းလုံးလေးလုံးမြှောက်ပေးလိုက်မယ်ဆိုရင်ရလာမယ်ဖြစ်တယ်ကြတော့1 2 0ဆိုပြီးတော့မှရလာမှာဖြစ်တယ်ဒီအခြေအနေကဗမာရှာရတဲ့ဆိုရင်ပထမဆုံးဘတ်စကားမှရှာရတဲ့အခြေအနေပဲဖြစ်တယ်အဲ့တော့ဒုတိယဘတ်စကားကိုကြည့်ရအောင်အဲ့တော့ the second bus have four vacancy ဒုတိယဘတ်စကားမှာဆိုရင်တော့ထိုင်ကိုလုံးလေလို့ရှိပါတယ်ဆိုတော့ဒါကြောင့်မလို့ the numbers of way to be seat there is ဒီ ဒုတိယကားမှာဆိုရင်เนาะဒီထိုင်ကုန်လေးလေးလို့မှလူလျောက်ထိုင်ဖို့အတွက်နီးလမ်းကဘယ်လောက်လောက်ရှိလဲဆိုရင်เนาะ 4P4 ဆိုပြီးတော့မှရလာမှာဖြစ်တယ်။အမှန်တော့ထိုင်ကုန်လေးလေးလို့ရှိတယ်။ဒီမှာဆိုရင်เนาะလူက၄ယောက်ရှိတယ်။ဒါကြောင့်မလို့ 4P4 အဲ့ဆိုရင် 4B4 ဆိုဘယ်လိုရေးရလဲဆိုရင်4 factorial လို့ရေးလို့ရတယ်4 factorial လို့ရေးသားပြီးဆိုရင် focus ရတဲ့1မှဆုံးမယ်ဆိုတာကိုတန်းသိထားတယ်။ဒါကြောင့်မို့လို့ equal to 4 into 3 into 2 into 1ဆိုပြီးတော့ဖြစ်လာမှဖြစ်ပြီးတော့မှဟို calculator မှာနှိပ်လိုက်မယ်ဆိုရင်တော့သူရရလာမယ်ဖြစ်ရ24ဆိုပြီးတော့မှရလာမှဖြစ်တယ်။ အဲ့ချိန်မှာဆိုရင် तू က bus car ပထမ bus car ရဲ့အခြေအနေကိုမေးရတယ်ဒုတိယ bus car ရဲ့အခြေအနေကိုမေးထားတယ်အဲ့တော့ तू ကအားလုံးပေါင်းအခြေအနေကိုသိချင်တာမို့လို့နှစ်ခုကိုပြန်ပေါင်းမယ်ဆိုရင် therefore there require numbers of way လိုအပ်တဲ့နည်းလမ်းဟာဆိုရင်တော့ तू ပထမဆုံး bus car မှာရလာမယ်အခြေအနေ120နဲ့ဒုတိယအခြေအနေမှာရလာမယ်24လေးကိုပေါင်းထုတ်လိုက်မယ်ဆိုရင်တော့144ဆိုပြီးတော့မှရလာမှာဖြစ်တယ်အဲ့ဆိုရင်နားလည်မယ်လို့ထင်ပါတယ်နောက်တစ်ပုဒ်ကိုဆက်ကြည့်ကြရအောင် ဲ့တော့ ASML 13 ASML 13မှာဆိုရင်တော့ in how many way နီးလမ်းဘယ်လောက်မြန်မြန်ရတဲ့ can လုံးနိုင်ပါတယ် say different board be arranged along a line on a shelf ဒီ sao စင်ပေါ်မှာဒီ sao တွေကိုစီတဲ့အခါမှာဆိုရင် sao 6ဟုတ်စီတဲ့အခါမှာဆိုရင်နီးလမ်းဘယ်လောက်မြန်မြန်စီစင်နိုင်ပါတယ်တဲ့ if အကယ်၍ one of the board အဲ့ဒီ sao တုတ်ကဆိုရင်ね is a dictionary dictionary sao ဖြစ်ခဲ့မယ်ဆိုရင်ね and ပြီးတော့ is must be a one and အဆုံးမှာလည်း dictionary စာအုပ်ဖြစ်ခဲ့မယ်ဆိုရင်သူကနီးလန်းဘလောက်မများသူကစီလို့ရမယ်လို့ဆိုတဲ့ဟာကိုမေးထားတာဖြစ်တယ်။ဆိုလိုရင်းတပွားကြတော့ဒီစာအုပ်စီရင်တစ်ခုလုံးမှာစာအုပ်6အုပ်စီမယ်။ပထမအုပ်ဆုံးစာအုပ်က dictionary စာအုပ်ဖြစ်ပြီးတော့မှနောက်စာအုပ်ကအဆင်ပြေစာအုပ်ဖြစ်တဲ့အခြေအနေတစ်ခုကိုရှာခိုင်းတယ်။နောက်တစ်ခုကကြတော့ကြိုက်တဲ့စာအုပ်လားနောက်ဆုံးစာအုပ်မှာ dictionary ဖြစ်တဲ့အခြေအနေတစ်ခုကိုရှာခိုင်းတယ်။အဲ့တော့နှစ်ခုမှရှိတဲ့အခြေအနေတွေအားလုံးကိုရှာခိုင်းတာဖြစ်တယ်။အဲ့တော့ဆက်ကြည့်ရအောင်။အဲ့တော့ဒီမှာဆိုရင်တော့ the dictionary may be fit at the first or the sixth position in the arrangement ဒီမှာဆိုရင်တော့ dictionary စာအုပ်ကိုပထမအဆုံးနေရာတမမုံရေး6နေရာမြောက်နေရာမှာစီစဉ်မယ်လို့ထားလိုက်ပဲဆိုပါဆိုပေါ့เนาะအဲဆိုရင်တော့ if the dictionary is in the first position dictionary စာအုပ်ကို ပထမအဆုံးဒီနေရာမှာတတ်မှတ်လိုက်မယ်ဆိုရင်တော့ the remaining five different book စာအုပ်ကျန်တဲ့ကိုယ်ပြချမ်းတဲ့စာအုပ်၅အုပ်ကကျန်နေမယ် must be arranged in five place ကျန်တဲ့၅နေရာမှာကျန်နေမယ် အားကြောင့်မလို့ the numbers of way equal to 5 factorial 5 factorial ဆိုတာကြတနည်းအားဖြင့်ဘာနဲ့တူတူပဲဆိုရင် 5p5 နဲ့အတူတူပဲဒါကြောင့်မလို့5 factorial ဆိုရင်5ကနေမြောက်ဝဲ1ထိသွားမယ်ဒါကြောင့်မလို့5 into 4 into 3 into 2 into 1ဒါလေးကိုကယ်ကူလေတာမှာတက်ထုတ်လိုက်တဲ့အခါမှာဆိုရင်တော့120ဆိုပြီးတော့မှရလာမှဖြစ်တယ် အခြေအနေကကြတော့အတူတူပဲဆိုလိုရင်းတဘွားကြတော့ကပထမဆုံးနေရာမှာ dictionary စာအုပ်ပဲ CC နောက်ဆုံးနေရာမှာ dictionary စာအုပ်ပဲ CC သူကဒီအဖြစ်အခြေအနေတိုင်းပဲလာမှာဆိုတော့နောက်တစ်ခုလည်းဒီလိုပုံစံလေးပဲဆက်ကြည့်ရအောင် if the dictionary is in the sixth position ဒီ dictionary စာအုပ်ကို6နေရာမြောက်မှာထားခဲ့မယ်ဆိုရင်တော့ the remaining 5 different board may be arranged in 5 place ဒီမှာဆိုရင်ကြံတဲ့ကွဲပြားခြားနားတဲ့စာအုပ်9အုပ်ကိုနေရာ9နေရာမှာစီစဉ်ပေးရမှာပေါ့ အဲ့တော့သူ့ရဲ့ the number ဆိုဝေးရကြတော့5 factorial ဆိုပြီးဖြစ်သွားမှာဖြစ်တယ်5 factorial ဆိုတော့5ကနေမှသွားမယ်1ထိသွားမယ်အဲ့တော့ပြန်ကဏ္ဍကိုရှင်းထုတ်လိုက်တဲ့ခါမှာဆိုရင်တော့120ဆိုပြီးတော့မှရလာမှာဖြစ်တယ်အဲ့တော့ तू ਆ တခုချင်းစီကိုလိုချင်တာမဟုတ် तू ਆ အချင်းဒီအားလုံးလိုချင်တာမဟုတ်လို့အဲ့နှစ်ခုပြန်ပေါင်းတော့ the require numbers of way equal to 120 plus 120 equal to 240ဆိုပြီးတော့မှရလာမှာဖြစ်တယ် ဒါကြတော့အခြေအနေနှစ်ခုကိုစဉ်းစားပြီးမှပြန်ပြီးတော့မှပေါင်းပြရတဲ့ပုံစံမျိုးလေးပဲဖြစ်တယ်ဆက်ကြည့်အောင်အဲ့တော့ဆက်ကြည့်မယ်ဆိုရင် exercise 5.2ရဲ့နံပါတ်1လေးကိုစာကြည့်ရအောင် exercise 5.2ရဲ့နံပါတ်1မှာဆိုရင်တော့ solve the equation for n and equation ကိုရှာရဲပုံစံဒီလေးကိုတတ်ထုတ်ခိုင်းနေတဲ့ a n p 2 42 b n p 3 9 n p 2ဆိုတဲ့ပုံစံဒီလေးကိုတတ်ထုတ်ခိုင်းတာဖြစ်တယ်အဲ့တော့နံပါတ် a လေးကိုစာကြည့်ရအောင် အဲ့တော့ np2 equal to 42အဲ့တော့ n ကစမယ်ကိန်းလုံးနှလုံးသွားမယ်ဆိုရင် n into n minus 1လာမှာပေါ့ဟုတ်ပြီနော် equal to 42ဆိုတော့42ပေါ့အဲ့တော့ n into n minus 1အဲ့တော့ तू อ่ะစုလို့တော့ဒီမှာ n ကိန်းလုံးကိန်းလုံးထက်ကိုတစ်ခုလျှောက်ရမယ်ဆိုရင်၄၁ကိုခွဲတဲ့အခါမှာဆိုရင်လည်း7 into 6ဆိုတဲ့ပုံသင်နည်းလေးနဲ့ခွဲလို့ရတယ် ဟုတ်ပြီနော်အဲဆိုရင်ဒီမှာ n 1ဆိုရင်6ရမယ် n ဆိုရင်7ရမယ်အဲ့ဒီပုံတင်လေးတွေကိုသုံးပြထားတာဖြစ်တယ်ဒါကြောင့်မို့လို့ n equal to 7ဆိုပြီးရလာမှာဖြစ်တယ် n equal to 7ဖြစ်ခဲ့ခါမှာဆိုရင် n 1 equal to 6ဆိုပြီးဖြစ်မှာပေါ့ဒါကြောင့်မို့လို့သူချခဲ့တဲ့ equation မှာဆိုရင် n temporary က7ဆိုပြီးရလာတာဖြစ်တယ်နံပါတ် b နံပါတ် b မှာဆိုရင်နော် np3 equal to 9 np2 MP3 N ကစမယ်ဂိမ်းလုံးသုံးလုံးသွားမယ်ဒါကြောင့်မို့လို့ N into N minus 1 into N minus 2 equal to 9 MP2 ဆိုတော့ N into N minus 1အဲ့တော့ဒီမှာရှိတဲ့ N လေးရဲ့ဒီဘက်မှာရှိတဲ့ N လေးရဲ့ကကြေွားမယ်ဒီမှာရှိတဲ့ n minus 1လေးရဲ့ဒီမှာရှိတဲ့ n minus 1လေးရာကြည်ွားမယ်ဆိုရင်ကျန်မှာ n minus 2ဒီဘက်မှာကျန်မှာ9ဒါကြောင့်မို့လို့ n minus 2 equal to 9 ဒီတူလေးရနှုတ်ထားတဲ့ညီမလေးတစ်ဖက်သွားခါမှာပေါင်းလိုက်တဲ့ခါမှာဆိုရင်တော့ n equal to 11ဆိုပြီးတော့မှရလာမှာဖြစ်တယ်အဲ့တော့သူပေးရတဲ့ equation နဲ့ကြားနေမှာ n တန်မိုးလေးကိုရှာပြီးတာပဲဖြစ်ပါတယ်အဲ့တော့ဆက်ကြည့်ရအောင် exercise 5.2ရဲ့နံပါတ်2မှာဆိုရင်တော့ a newspaper have for three reporter available to cover three different story ဒီမှာဆိုရင်ကွဲပြားခြားနားတဲ့ story 3ခုအတွက်ကိုမှသူကဒီသတင်းထောက်14ရောက်ကိုရှိနေတယ် အဲ့မှာဆိုရင်တော့ तू อ่ะအဲ့ဟိုလူသုံးယောက်ကိုပဲခေါ်ဆုံးမယ်ဒါပေမဲ့တကယ်တကယ် reporter ကြတော့၁၄ယောက်ရှိနေရတယ် in how many way နီးလမ်းဘယ်လောက်များများ can the reporter be assigned to cover the story ဒီ story တော့ကမှဒီ cover ဖုံးတော့ကမှရွေးချယ်ဖို့လူပဏ္ဏယောက်ကိုအဲ့ဒီလူ၁၄ယောက်ထဲမှာဒီ၃ယောက်ကိုဘယ်လိုမျိုးရွေးချယ်ရမယ်ဆိုတဲ့ဟာကိုသူကမေးထားတယ်အဲ့မှာဆိုရင်တော့ is no reporter can be assigned to cover more than one story အဲ့မှာဆိုလိုရင်းသဘောကြတော့ဒီ သူကဒီ reporter တယောက်ကိုယူလိုက်ပြီဆိုရင်နောက်တစ်ချိန်မှာသူ့ကိုထပ်ယူချက်ခွင့်မရှိတော့ဘူးဟုတ်ပြီနော် without repeating ဆိုတဲ့ပုံစံမျိုးနဲ့အတူတူပဲအဲ့တော့သူက14ရောက်ရှိတဲ့ဒီ story 3ပုတ်တော့ကမှလူယူချက်ခါမှာဘယ်လိုယူချက်ရမယ်ဆိုတဲ့နီးလန်းလေးဘယ်လောက်များများယူချက်နိုင်လဲဆိုတာကိုရှာခိုင်းတာပဲဖြစ်တယ်အဲ့တော့ဆက်ကြည့်ရအောင်အဒီမှာဆိုရင်နော် the forty reporters are assigned to cover three story ဒါလေးရေးပြီးတဲ့အခါမှာဆိုရင်เนาะ the numbers of way မှာဆိုရင်เนาะ14 14 p3 အဲ့ဆိုရင်14ဆိုတော့14ကစမယ်ကိန်းလုံးသုံးလုံးသုံးမယ်ဆိုတော့14 into 30 into 12အဲ့တော့ဒီကိန်းလုံးလုံးကို calculator မှာတက်တက်ခါမှာဆိုရင်တော့2184ဆိုပြီးတော့မှရလာမှာဖြစ်တယ်အဲ့တော့ဒီမှာဆိုရင်တော့တရင်သုံးပုံလူ14ရောက်သွားဆိုရင်သူကနောက်ဆုံးရွေးချယ်စရာနေတန်းကတော့ဒီလောက်ရှိတယ်ဆိုတာကိုရရသွားမှာဖြစ်တယ်အဲ့တော့ဆက်ကြည့်ရအောင်အဲ့တော့ exercise 5.2ရဲ့ number 3 အဲ့မှဆိုရင်တော့သူက support ရယူဆပေးရပါမယ်တဲ့ we have to make a signal by choosing four different flags out of nine different color flags ဒီမှာဆိုရင်တော့အရာ၉ယောက်ပါတဲ့အလံကနေမှအရာ၄ယောက်ခွဲထုတ်ပြီးတော့မှသူကအလံတစ်ခုကိုပြုလုပ်ခိုင်းတယ် and ပြီးတော့ arranging them in a row သူကဆိုရင်အရာ၄ယောက်ကို row လေးခုနဲ့သူကစီစဉ်ခိုင်းတယ်တဲ့အဲ့ချိန်မှာဆိုရင်တော့ how many different signal can we do အဲ့တော့အဲ့ချိန်မှာဆိုရင်အရာ၉ယောက်နေမှာ၄ယောက်ကိုအစီအစဉ်ကြ ဘလောက်ဘလူမျိုးပုံစံမျိုးသူကနီလန်းဘလောက်မြန်များကူမှာဆွဲထုတ်နိုင်မလဲဆိုတဲ့ဟာကိုမေးထားတာပဲဖြစ်တယ်အဲ့တော့စက်ကြည့်ရအောင် solution အဲ့မှာဆိုရင်เนาะ for different flat of all nine different color are arranged to make signal ဒီစာလေးရေးပြီးတဲ့အခါမှာဆိုရင်เนาะသူလိုချင်တဲ့ the numbers of different signal မှာဆိုရင်သူကကွဲပြားခြားတဲ့အရာ၉ရောက်ဆိုတော့9 permutation ရှာတာမလို့ b သူကရှာခိုင်းတာကြတော့ for different flat ဆိုတော့4ဒါကြောင့်မလို့9 p 4 နိုင်ရဆမယ်ကိန်းလုံးလေးလုံးသွားမယ်အစင်နေသွားမယ်ဆိုတော့နိုင်ရင်သူအိရင်သူ7ရင်သူ10ဒါကြောင့်မို့လို့သူရဲ့နောက်ဆုံးကက်ကူလီတာမှာတက်လိုက်တဲ့ခါမှာဆိုရင်တော့3024ဆိုပြီးတော့မှရလာမှာဖြစ်တယ်အဲဆိုရင်နောက်တစ်ပုဒ်ကိုဆက်ကြည့်ရအောင်အဲ့မှာဆိုရင်တော့ exercise 5.2ရဲ့နံပါတ်4လေးအဲ့မှာဆိုရင် the manager of for movie theater is deciding ရုပ်ရှင်ရုံလေးရုံကိုသူက is deciding ဆုံးဖြတ်ရမှာဖြစ်တယ် wish or thwe available movie to show သူကရုပ်ရှင်ကစနစ်ကားပြဖို့တကူမှာသူရုပ်ရှင်ကိုလေးရုံကိုသူကစီစဉ်ပေးရမှာဖြစ်တယ်။အဲမှဆိုရင်တော့ the theater had different seating capacity အရုပ်ရှင်ရုံတယုံစီတိုင်းမှာဆိုရင်လည်းသူကကွဲပြားခြားနားတဲ့ဒီထိုင်ကုန်ပြစီရလေးတွေကလည်းရှိပြီးသားအဲ့ချိန်မှာ how many way နီလန်ဘလောက်များများ can be shown ပြသနိုင်ပါလဲ for different movie in the theater at the same time အချိန်တစ်ချိန်တည်းမှာပဲရုပ်ရှင်ရုံလေးခုလုံးမှာရုပ်ရှင်ကလေးကားကိုဘယ်လိုမျိုးပုံစံမျိုးနဲ့ပြလို့ရတယ်ဆိုတဲ့နီလန်းကိုသူကရှာခိုင်းတာပဲဖြစ်တယ်။အဲ့တော့ဆက်ကြည့်အောင်။အဲ့တော့ဒီမှာဆိုရင်တော့ထွဲ movie can show in four different theory that at the same time အချင်းတစ်ချင်းထဲမှာပဲရွှေရှင်ုံလေးခုမှာပြမရွှေရှင်ကားနှစ်ကားရဲ့ရေသွဲရည်နီလန်းကိုရှာခိုင်းတယ် the numbers of way equal to 12p4 ဟုတ်ပြီနော်ရွေးရှင်ကဆက်နှစ်ကရွေးရှင်က၄ရုံအဲကြောင့်တွဲပြီ4ဆက်နှစ်ကစမယ်ဂိမ်းလုံး၄လုံးအစင်တိုင်းတွားမယ်ဒါကြောင့်မလို့တွဲ into 11 into 10 into 9ဆိုပြီးဖြည့်ရမယ်ကယ်ကူလေတာမှာတထွက်လိုက်တဲ့မယ်ဆိုရင်တော့1180ဆိုပြီးတော့မှရလာမှာဖြစ်တယ်အဲဆိုရင်နောက်ဆုံးတစ်ပုဒ်ကိုဆက်ကြည့်ရအောင်အဲတော့ဒီနောက်ဆုံးမှာဆိုရင်တော့ a class run နဲ့စာသင်ခန်းစခန်းမှာဆိုရင်တော့ hash ရှိပါတယ် to row အတန်းအတန်းရှိပါတယ်တဲ့ off acid is အသက်တန်းကြီးစီမှာထိုင်ကုန်ရှစ်ခုပါတယ် row အသက်နှစ်တန်းရှိပါတယ်တဲ့တရားအာတန်းစုတဲ့အကြောင်းသားဆက်ရောက်ရှိတယ် five of whom want to sit in front row အဲ့မှဆိုရင်တော့အကြောင်းသားဆက်ရောက်မှာမှာအကြောင်းသား၅ယောက်ကအရှိရ row မှာထိုင်ကျင်နေတဲ့ four want to sit in the back row ဒုတိယနောက်တန်းမှာဆိုရင်တော့ဒီចောင်းသား၄ယောက်ကထိုင်နေတယ်တဲ့ and ပြီးတော့ the remaining student ကျန်တဲ့ចောင်းသား၁ယောက်ကဆိုရင်ခံစစ်ထိုင်ရမယ် in NEC ဘယ်ထိုင်ကုန်မှမဆိုထိုင်လို့ရတယ်ဘယ်နှထိုင်ကုန်က၈လုံးရှိတယ်ပထမတရုံမှာ9ယောက်ထိုင်နေတယ်အဲ့တော့3ခုလွတ်နေတယ်ဒုတိယတရုံမှာ၈ခုရှိတယ်၄ယောက်ထိုင်နေတယ်၄ခုလွတ်နေတယ်အမှကျောင်းသားတယောက်ကအရှိမရှိတဲ့၃ခုမှထိုင်မလားနောက်မှရှိတဲ့၄ခုမှထိုင်မလားအဆင်ပြေတာရွေးချယ်လို့ရတယ် in how many way can student be seat ဒီကျောင်းသားဟာဆိုရင်ဒီထိုင်ခုံပေါ်မှာထိုင်လို့ရတယ်ဆိုတဲ့ဟာကိုကြည်တွက်ရနီလဲဘလောက်များများရှာနိုင်လဲဆိုတာကိုသူကမေးထားတာဖြစ်တယ်အဲ့တော့ဆက်ကြည့်ရအောင်အဲ့ဒီမှာဆိုရင်နော် if five student want to sit in the front row or ac ပထမ row ရဲ့ထိုင်ခုံရှိလို့မှထိုင်ဖို့ကျောင်းသား9ယောက်ရှိတယ်ဆိုတာကြမို့လို့ the numbers of way equal to 8p5 ဆိုပြီးရေးမှာဖြစ်တယ်အဲ့တော့ ထိုင်ဝမ်ရှိခွန်ကျောင်းသား9ယောက်အိကစားပဲကိလုံးကလုံးတက်မယ်ဆိုတော့8 into 7 into 6 into 5 into 4အဲဒါလေးကိုတထုတ်လိုက်တဲ့အခါမှာဆိုရင်တော့6720ဆိုပြီးတော့မှရလာမှာဖြစ်တယ်။ဒါကကြတော့ပထမအရှိမရှိတဲ့ row တော့ကိုမှစဉ်းစားရတာဒုတိယ row ဟာကိုစဉ်းစားကြည့်မယ်။ကျောင်းသားကတစ်ခုတစ်ယောက်ယောက်ဝါမယ်။အဲတော့ if for student 1 to 6 in the bedroom of AC အဲအနောက်တန်းမှာရှိတဲ့ထိုင်ကုန်ရှိလုံးမှာဒီကြောင်းသား၄ရောက်ထိုင်နေရယ်ဆိုရယ်နီလန်ကိုရှာရခါမှာဆိုရင်တော့ the number of way equal to 8b4 အဲ့တော့8ကစားမယ်ကိန်းလုံးလေးလို့တော့မဆိုရယ်8 into 7 into 6 into 5အဲ့ဒါလေးကိုတထွက်တဲ့ခါမှာဆိုရင်တော့1680ဆိုပြီးရလာမှာဖြစ်တယ်။ဒီအခြေအနေနှစ်ခုကကြတော့ကြောင်းသားစုပေါင်း9ယောက်စာပဲရှိသေးတယ်။တယောက်စာကျန်သေးတယ်။အဲ့တယောက်စာကိုစဉ်းစားတော့မယ်။အဲ့တော့ if the remaining 1 student sit in the remaining 7 seat ဲ့တော့ကျန်တဲ့ကြောင်သားတယောက်ကဆိုရင်ကျန်တဲ့ထိုင်ကုန်ခုနှစ်ခုမှာထိုင်မှုအတွက်သူ့ရဲ့ရွေးချယ်ခွင့်နည်းလမ်းပဲတစ်ခုရှိတယ်ဆိုတာရှာရဲခါမှာဆိုရင်တော့ the numbers of way equal to 7p1 7p1 ဆိုတော့7အစမဲ့ကိလုံးတစ်လုံးမဲ့သွားမယ်ဆိုတော့7တစ်လုံးမဲ့ရှိမှာပေါ့အားဆိုရင်ဒီမှာကြောင်သား9ယောက်ထိုင်နေဟာလည်းရှာပေးပြီးွားပြီးကြောင်သား4ယောက်ရှာထိုင်နေဟာကိုလည်းရှာပေးပြီးွားပြီးနောက်ဆုံးကြောင်သားထိုင်မဲ့သူ့ရဲ့နည်းလမ်းကိုလည်းရှာပေးပြီးွားပြီး အဲ့တော့ဒီမှာဆိုရင်နီလန်းဘလောက်များများလို့မိသားစုကြောင့်မို့လို့ဒီသုံးခုကိုမြောက်ပေးရမှာဖြစ်တယ်။ဒါကြောင့်မို့လို့ delta number of way equal to 6720 into 1680 into 7မြောက်ပေးတဲ့အခါမှာဆိုရင်နောက်ဆုံးဒီဖြည့်လေးရလာမှာဖြစ်တယ်။ဒါကြောင့်ဒီတန်းနေလိုက်ရင်တထုတ်လို့ရပါဖြစ်တယ်။အဲ့တော့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမိကုန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။